ရန်ကုန်မီဒီယာကနေတင်ဆက်ပေးမယ့်သတင်းကတော့ဟောင်ကောင်နေချင်းပါတဲ့ @Hong Kong Expo 2025တွင်မြန်မာနိုင်ငံမှ ပြာခံတစ်ခုပါဝင်ပြခဲ့တဲ့သတင်းဖြစ်ပါတယ်။ဟောင်ကောင်ရှိ Asia World Expo တွင်ကျင်းပပြုလုပ်တဲ့@ Hong Kong Expo 2025တွင် ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသရှိပြည်အောင်စုသမရမြန်မာနိုင်ငံတော်ကောင်စစ်ဝင်ချုပ်ရုံမှပြာခံတစ်ခုပါဝင်ပြသခဲ့ခြင်းဖြစ်ပါတယ်။အဆိုပါ@ Hong Kong Expo 2025ကိုမေလ30ရက်မှဇွန်လ2ရက်အထိကျင်းပခဲ့ခြင်းဖြစ်ပြီး ်မြန်မာကောင်စိတ်ဝင်ချုပ်ယုံမာရွှန်းထည်ပစ္စည်းများအောင်စီပလဲနှင့်လဝိတ်ရတနာကုမ္ပဏီကမြန်မာပလဲကြောက်စိမ့်နှင့်မုတ်ကောင်ခုံပြင်ပြုလုပ်ထားတဲ့အမှုပညာပစ္စည်းများကိုပါဝင်ပြသခဲ့တယ်လို့ဆိုပါတယ် at hong kong expo 2025ဟာ၄ချိန်မြောက်ရွှေဝန်းနယ်ပိုလန်မှာအမျိုးသားအမှုပညာနဲ့ရင်ကျေမှုပြပွဲ ခုနှစ်ကြိမ်မြောက်ဟောင်ကောင်အပီပီဆိုင်ရာအမှုပညာနှင့်စုဆောင်းဖွဲ့ရာပစ္စည်းများပြပွဲနှင့်အဓိက at ဟောင်ကောင်ပြကန်းတို့ဖြင့်ပေါင်းစပ်ထားခြင်းဖြစ်တယ်လို့သိရပါတယ်ရှင်။